နိုင်ငံသားမဲ့သူတယောက်အနေနဲ့နေ့စဉ်ဘဝအတွင်းအခြေခံခွေးများစွာဆုံးရှုံးနေရပါတယ်။အလွယ်တကူစောင့်တခွင့်မရှိခြင်းစက်ကူတခွင့်မရခြင်းတို့အပြင်သာသမိမှုဖောက်မှုကိုမပုံတဲ့ခွင့်တော်မရနိုင်ပါ။အတိလူနဲ့နိုင်ငံရဲ့အပြင်ထဲမှာမရှိသူတို့အဖြစ်ပဲရင်ထိုင်သွားရပါတယ်။တကယ့်အကောင့်ထဲရှိရအောင်နိုင်ငံသားကမရှိလို့နိုင်ငံမရှိသူကိုထင်ရတဲ့အခြေအနေပါ။ဒုက္ခတဲ့စခန်းတွေ မြန်ဆက်ဒေတာတွေမှာဝေဖွာလာတဲ့ကလေးတွေဟာနိုင်ငံသားခွင့်ရမရှိပဲစတင်နေထိုင်ကြရပါတယ်။ဝေစီရေးစာရမ်းမရှိမူသားအဖြစ်အတိမတ်ပြုမခံရခြင်းမျိုးရှိနေပါတယ်။သူတို့ရဲ့ပေါ်အားတွေဟာပိတ်နေပြီးနိုင်ငံမိတ်ကလေးအဖြစ်ကြီးထွားသွားရပါတယ်။နိုင်ငံမိတ်ကလေးဆိုတာအနာဂတ်မဲ့ကလေးတွေပါပဲ။1988နဲ့2021ပြည်သူ့ရေးတော်ပုံပြီးပြီးနောက် စစ်ဆိုးရကိုစန့်ကျင်ခဲ့တဲ့လူတွေရဲကများစွာဟာနိုင်ငံပြင်ပကိုထပ်ပြီးခဲ့ရပါတယ်။သူတို့ရဲ့တော်လှန်မှုကြောင့်နိုင်ငံသားအခွင့်အရေးတွေနဲ့နိုင်ငံသားဖြစ်မှုကိုစစ်ဆိုးရတွေကပယ်ဖျက်လိုက်ပြီးဥပဒေအရနိုင်ငံမရှိရတော့အဖြစ်ဆိုးကိုပြောင်းခဲ့တော့ခဲ့ပါတယ်။ရင်းရမှုနဲ့ငုံမှုအတွက်အခြေခံအချက်တစ်ခုကမြင့်သူမဆိုးပေါင်းဝင်ရှိဖို့ပါ။နိုင်ငံသားဖြစ်ခြင်းဟာအထူးပေးရမှုမဟုတ်ပဲ။ လူတိုင်းရရှိတဲ့အခွင့်အရေးပါအတန်တိုင်းကလေးတိုင်းလူမျိုးတိုင်းအရေးကြီးပါတယ်ရည်သူမျှနောက်ကျန်တင်ခြင်းမရှိတင်ပါဘူးအားလုံးပေါင်းစည်းမှတိုင်းပြည်တစ်ခုလုံးအတူတူရပ်တည်နိုင်မှာဖြစ်ပါတယ်အတိတ်ကများလည်းမှသာတရားမျှတရဲ့အနာဂတ်ကိုအတူတူတည်ဆောက်နိုင်မယ်ဆိုတာသိကြပါတယ်အခြေတွေသိရှိနေပါကမိုးစစ်မှုမှာပေါက်ကကိုမဆင်နိုင်ပါဘူး